AI နိပညာတွေကြောင်းပြောကြတဲ့အခါတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ပဟိလိတခုရှိပါတယ်။အဲ့ဒါကတော့ AI တွေဟာပုံတပုံကိုတည်တည်ချာချာမြင်တယ်။ဘာတွေပါလဲဆိုတော့ကိုလည်းအတိအကျခွေးခြားစိတ်ဖြာနိုင်တယ်။ဒါပေမဲ့တခါတလေကျတော့တို့တို့မြင်နေရတဲ့အရာကိုပြောပြဖို့ငင်းဆန်တတ်ကြတာပါပဲ။ကဲဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့အခုပဲအတူတူအဖေရှာကြည့်ကြရအောင်။ကဲဒီမှာကြည့်ပါ။ဒါက AI တခုစီကနေတကယ်ကိုတိုက်ရိုက်ရလာရဲ့အဖြစ်စကားပဲ။အရန်ကိုရှင်းလင်းပြတ်သားပြီးတဲ့တိုးဆန်တဲ့ညှင်းဆုံမှုတစ်ခုပါ။ ဒါဟာဒီနေ့ကျွန်တော်တို့အတူတူအဖြေရှာကြမဲ့ဖဟေလီရဲ့အဓိကအချက်ပါပဲ။ဒါတတော်လေးစဉ်းစားစရာကောင်းတဲ့မိခွန်းနော်။ AI ကပေါင်တဲရလူကိုမမြင်တာမသိတာလုံးဝမဟုတ်ဘူး။ဒါပေမဲ့ဘသူပဲဝါဖြစ်တယ်ဆိုတာကိုတော့လုံးဝပြောမပြဘူး။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ဒီအကြောင်းရင်းနောက်ွယ်မှာပါရီရှိနေလဲဆိုတာကိုအတူတူစူးစမ်းကြည့်ကြရအောင်။နာမည်ကိုမပြောဘူးဆိုပေမဲ့ AI ကသူမြင်ရတာတွေကိုတော့အသေးစိတ်ပြောပြတယ်မြ။အဲ့ဒါကပိုပြီးတော့လုံစိတ်ဝင်စားဖို့ကောင်းတယ်။ အခု तू ဘာဒီမြင်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဆိုတော့ AI ကဘယ်သူလေးဆိုတာကိုမပြောခင်မှာသူကကျွန်တော်ဒီပုံကိုတည်တည်ချာချာနားလေပါလေဆိုတာကိုအရင်ဆုံးသက်သေပြသွားတာသူပေးတဲ့ဖော်ပြချက်ကအရင်တီးကြပြီးဘာခန်းစားခြင်းမှမပါဘဲအချက် alert လေးကိုပဲအခြေခံထားတာကိုတွေ့ရပါမယ်ကြည့်ပါဦးတော်တော်လေးအသေးစိတ်ကြတယ်နော်ပုံထဲကလူဟာကိုခံပညာပေါင်းစုံကစားသမားတယောက်ဖြစ်တယ် UFC တစ်စက်ပါပေါင်းပြီးဝတ်ထားတယ်ရင်ဘက်မှာ blast ဆိုတဲ့တတူးရှိတယ်ဆိုတာတွေအထိအသေးစိတ်ပြောပြနိုင်တယ် ဒါကသူ့ရဲ့ပုံရိပ်ခွဲချမ်းစစ်ပြနိုင်စွမ်းဘလောက်မြင့်မားလဲဆိုတာကိုပြနေတာပဲဒီလောက်တည်နေနေမှာတော့ဘာလို့နာမည်ကိုမပြောတာလဲအဲ့ဒါကပို့ပြီးတော့ထူးဆန်းလာပြီကဲအခုဆိုရင်တော့အဖြေကိုဖော်ထုတ်ကြမယ်ချင်းရောက်ပြီ AI ကဒီလိုညင်းလိုက်တာဟာအမားတစ်ခု bug တစ်ခုမဟုတ်ပါဘူးဒါဟာ command တကာထည့်ထားတဲ့အရေးကြီးတဲ့ feature တစ်ခုဗျာဒီအကြောင်းကိုနားလည်ဖို့ PII ဆိုတဲ့စကားလုံးကိုသိဖို့လိုတယ် Personally Identifiable Information ပေါ့ပြောင်းလိုက်ကြတော့ လူကြောင်ရဲ့နာမည်မျက်နှာတောင်းဟောတခြားကိုရေးကိုတာအချက်လက်တီလိုမျိုးဘဒုဘဲဝါဖြစ်တယ်ဆိုတာကိုတိုက်ရိုက်ဖော်ထုတ်နိုင်တဲ့အချက်လက်အားလုံးကိုဆိုလိုတာပါဘာလို့ဒီဖြစ်အားအိုင်းကိုကားခွဲရတာလဲဆိုတော့အကြောင်းရင်းနေရာတက်ခဲကိုအရေးကြီးပါတယ်လူမားဖော်ထုတ်မိတာမျိုးပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကိုချိုးဖောက်တာမျိုးနောက်ပြီးလူတွေကိုခွင့်ပြုချက်မရှိဘဲခြေရခံဖို့ AI ကိုအလွဲသုံးစားလုပ်တာမျိုးတွေမဖြစ်အောင်တားဆီးဖို့အထက်ပါဒါဟာ AI နည်းပညာရဲ့ကိုချင်းကြီးရပိုက်ဆိုင်ရာအခြေခံမှုတစ်ခုပဲဖြစ်ပါတယ် ဒါဆို AI ရဲ့ခေါင်းထဲမှာပါနေဖြစ်သွားလဲသူရဲ့ဆုံးဖြတ်ချက်ကဘလို့အစင်းစင်းနဲ့တွားတာလဲဆိုတော့ကြည့်ရအောင်ပထမဆုံးပုံခွေချင်းစီဖျားတယ်ဒုတိယအနေနဲ့လူမျက်နှာလွန်မှုအချောက်ထားဖော်ထုတ်နိုင်တဲ့အရာတွေကိုတွေးလိုက်တယ်အဲ့ဒီခါမှာ PII လုံချုံရဲ့မူဝါဒကအလိုလျောက်အလိုလုပ်လာပြီးလူရဲ့နာမည်ကိုပြောပြမယ့်အစား begin နဲ့ဖော်ပြချက်တခုကိုလည်းအဖြေဖြစ်ပြန်ပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာက AI ကမသိဘူးမပြောနိုင်ဘူးဆိုပြီးဒီအတိုင်းရက်မသွားဘူးဗျာ ်သူကပို့ပြီးစမတ်ကြတဲ့နီလန်တစ်ခုကိုတုံးလိုက်သည်အတုံးပြုသူကိုအထောက်ကူဖြစ်စေမိတခြားနီလန်တစ်ခုကိုလမ်းကြောင်းလွှဲပြီးအကြံပြုပါသည်လေဒါကကျွန်တော်လိုပြောရတာမဟုတ်ပါဘူးဒါဟာခင်မီ AI ရဲ့ဒီဇိုင်းမှာကိုထည့်သွင်းစဉ်းစားထားတဲ့အထောက်ကူပြုလမ်းလွှဲမှုဆိုတဲ့နည်းပြဟရာထက်ခုပါပဲ AI ကတုံးဝင်ဖို့လိုသလိုဘေးကင်းဖို့လည်းလိုအပ်တယ်ဆိုတာကိုဒါအသက်သေးပြနေတာပါအဆုံးတအနေနဲ့ဒီမေခွန်းလေးကိုအတူတူစဉ်းစားကြည့်ကြအောင် AI တခုရဲ့ကျွန်တော်မဖြစ်နိုင်ပါဘူးဆိုတဲ့စကားဟာသူ့ရဲ့အာဏာချက်ချိုးယွင်းချက်တခုလား ဒါမှမဟုတ်လူသားရိရဲ့လုံခြုံမှုနဲ့ကိုချင်းတရားအတွက်တမင်တကာထည့်သွင်းထားတဲ့သူ့ရဲ့အရေးကြီးဆုံးလှုပ်ဆောင်ချက်တစ်ခုဖြစ်မလား။ဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးခေါ်ရမယ့်အကြောင်းအရာတစ်ခုပါပဲ။